နှလုံးကျမနေရဲဆိုတာကကျမစွာအသက်ရှင်နေရဲဆိုတဲ့အဓိကလက္ခဏာတည်းရဲ့ပဲဖြစ်ပါရဲ့ရှင်။ရင်မဲ့ရဲ့ဘဘက်ချမ်းမှာရှိတဲ့နှလုံးလေးကစီးကျက်မှန်မှန်လှုပ်ရှားနေမှာပဲ။ခန္ဓာကိုယ်အစိတ်အပိုင်းတွေစီကိုသွေးနဲ့အောက်ဆီဂျင်တွေရောက်ရှိပြီးတော့ကောင်းမွန်စွာလှုပ်ရှားသွားလာနိုင်မှာပဲဖြစ်ပါရဲ့။ဒါကြောင့်ဒီတစ်ခေါက်မှာတော့ကိုယ့်ရဲ့နှလုံးလေးကျန်းမာစေဖို့အတွက်မနက်တိုင်းမှာလှုပ်ပေးတဲ့အလေးထားငါးခုပြည့်ရပေးသွားမှာပဲဖြစ်ပါရဲ့။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်လို့တင် subscribe လုပ်ပြီးတော့ဘေးနာနူဒီပဲလို့လည်းနှိပ်စေပါအောင်ရှင်။ ကျမ်းမာတဲ့ဘဝနေထိုင်မှုအလေးထားတွေကအချင်းကြတာနဲ့အမျှနှလုံးလို့လည်းကျမ်းမာစေတယ်လို့သွေးလက်ပတ်မှုတွေကိုလည်းကောင်းမွန်စေပါတယ်။ဒါကြောင့်မနက်ခင်းမှာကျမ်းမာတဲ့အလေးထားတွေနဲ့စတင်တာကတနေ့တာလုံးမှာတက်လုံကောင်းကောင်းနဲ့လှုပ်ရှားတော်လာနိုင်မှာပဲဖြစ်ပါရဲ့ရှင်။ဒါဆိုလို့ရှိရင်တော့နှလုံးကျန်းမာဖို့အတွက်မနက်ခင်းမှာလုပ်ပေးတဲ့အလေးထား၅ခုအတူတူကြည့်လိုက်ကြရအောင်နော်။ပထမဆုံးလုပ်ပေးတဲ့အလေးထားတစ်ခုကတော့ရေတောက်ပါနော် အဲ့ရလုံလို့ပြီးတော့တိတ်မကြခင်မှာရေတော့ပေးတင်ပါတယ်ရှင်ခန္ဓာကိုယ်ကတညာလုံးအိပ်စက်ထားရဖြစ်တဲ့အတွက်ရေဓာတ်ဆုံးရှုံးနေတတ်ပါတယ်ဒါကြောင့်ခန္ဓာကိုယ်ကရေဓာတ်ဆုံးရှုံးသွားတဲ့နေရာတွေမှာပြန်လည်ဖြစ်တင်ဖို့အတွက်အဲ့ရနုံနုံချင်းမှာရေတစ်ခွက်တောက်ချလိုက်ပါနော်ဒီလိုမျိုးရေတော့ပေးတာကခန္ဓာကိုယ်ရေဓာတ်ပြည့်ဝစေတယ်လို့နှလုံးသွင်းလက်ပတ်မှုလည်းကောင်းမွန်စေပါတယ်အဲ့ဒါအပြင်ခန္ဓာကိုယ်ကဇီဝကံမှဖြစ်စဉ်တွေကိုကောင်းမွန်စေပြီးတော့ခန္ဓာကိုယ်အစိတ်အပိုင်းတွေစီကိုအောက်ဆီဂျင်ရောက်ရှိမှုလည်းကောင်းမွန်စေမှာပဲဖြစ်ပါတယ်ရှင် ောက်နောက်တစ်ချက်ကတော့သွားတိုက်ပါနော်မနက်ခင်းမှာသွားတိုက်တာကအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်အဲ့ရလို့လို့ချင်းသွားတိုက်တာကဂရင်းကိုရင်ချမ်းမာစီရမဟုတ်ပဲနဲ့နှလုံးကိုပါချမ်းမာစီပါတယ်ဂရင်းတွေကဗလီရီယာပိုးတွေကသွေးကြောတွေကနေတဆင့်ဒီနှလုံးစီကိုဘောနော်ကြောက်သွားပြီးတော့အန်တီရမဖြစ်စီဘူးဆိုရင်တော့သွားတော့ပုံမှန်လေးတိုက်ပြဖို့လိုအပ်ပါတယ်ဒါကြောင့်မနက်အဲ့ရထားကစားမှတစ်ချိန်ညအဲ့ရမဝင်ခင်မှာတစ်ချိန်သွားတော့ပုံမှန်တိုက်ပြမယ်ဆိုလို့ရှိရင်တော့သွေးကြောတွေကိုချမ်းမာစီမှာပဲဖြစ်ပါတယ်ရှင် နောက်တစ်ချက်ကတော့တရားထိုင်ပါเนาะ တရားထိုင်တာကတနေ့တာရဲ့ဘဲချိန်မှမဆိုထိုင်လို့ရပါတယ်။တရားထိုင်တာကစိတ်ပိုင်းဆိုင်ရာကိုဂျိုးပိုင်းဆိုင်ရာကိုကျမ်းမာစေပါရဲ့နော်။သွေးပေါင်ခြေကိုထိန်းချပေးပြီးတော့နှလုံးသွေးလက်ပတ်မှုတွေကိုကောင်းမွန်စေပြီးတော့နှလုံးရဲ့အလုံးလုံးပုံတွေကိုလည်းကျန်းမာစေဖို့အတွက်ထောက်ကူပေးပါရဲ့ရှင်။ဒါပေမဲ့မနက်ခင်းမှာတရားထိုင်ပြတာကအာရုံစူးစိုက်စရာတွေတိတ်မရှိတဲ့အတွက်အာရုံဆိုင်လို့ပိုကောင်းပါရဲ့နော်။ဒါကြောင့်မနက်ခင်းမှာပဲဖြစ်ဖြစ်9မိနစ်လောက်တရားထိုင်ပြတာကစိတ်ပစ္စည်းမှုတွေကိုပြေလျော့စေတဲ့အတွက်ကြောင့်မို့လို့နှလုံးလေးကိုကျန်းမာစေဖို့အတွက်ထောက်ကူပေးနိုင်ပါရဲ့ရှင်။ နောက်တစ်ချက်ကတော့ကိုလက်လှုပ်ရှားမှုလို့ပါနော်။မနက်ခင်မှာကိုလက်လှုပ်ရှားမှုလုပ်ပေးတာကစိတ်ကံစားမှုကောင်းမှုစေပြီးတော့ခန္ဓာကိုယ်ကဇီဝကံမှာဖြစ်စဉ်တွေကိုလည်းကောင်းမှုစေပါရဲ့ရှင်။ဒီလိုမျိုးလေ့ကျင့်ခန်းလုပ်ပေးတာကကယ်လိုရီတွေကိုတောင်ကျွမ်းစေပြီးတော့ကျန်းမာရေးကိုအလေးချိန်ကိုထိန်းချိပေးနိုင်တယ်လို့နှလုံးသွေးကြောကျန်းမာစေပါရဲ့ရှင်။ဒါကြောင့်မနက်ခင်မှာနမ်းလျှောက်တာကာဒီယိုလေ့ကျင့်ခန်းလုပ်တာဇွန်မကာရာတွေကိုလုပ်ပေးလို့ရပါတယ်။မနက်ခင်မှာဂျင်းဆော့ပေးတာကလည်းနှလုံးကျန်းမာစေဖို့အတွက်လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါရဲ့ရှင်။ နောက်ဆုံးတစ်ချက်ကတော့မနက်စာကိုအာဟာရပြည့်အောင်စားပေးပါနော်။တနေ့တာမှမနက်စာတော်တော်လေးကိုအရေးပါပါတယ်။ မနက်စာအာဟာရပြည့်ဝအောင်စားပြည့်မယ်ဆိုလို့ရှိရင်နှလုံးကိုလည်းကျန်းမာစေသလိုခန္ဓာကိုယ်ယောဂကင်းစေဖို့အတွက်ထောက်ကူပေးပါပါ။ဒါကြောင့်မနက်စာစားတဲ့အခါသစ်သီးတွေဟင်းသီးဟင်းရည်တွေပေါင်းပြီးအောင်စားပြည့်မယ်ဆိုလို့ရှိရင်နှလုံးကျန်းမာစေဖို့အတွက်အလေးချိန်ကောင်းဖြစ်မှာပါရှင်။ဒီလောက်ဆိုရင်တော့နှလုံးကျန်းမာဖို့အတွက်လုပ်ပေးတဲ့အလေးထား၅ခုသိတော်လောက်ပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦးနော်။